ဲအားမဲမင်္ဂလာပါနော်မတွေ့တာကြာပြီဟိုဘက်ကောက်ကတော့အဲတခိုးကြီးအကြောင်းပြောမယ်ဆိုရင်တော့အပိတ်ခံလိုက်ရတယ်တလားဗောနော်အဲ့တော့ကျွန်တော်ပြောမယ်အကြောင်းကတော့ရှင်းရိုးရိုးလေးပါဗျာဘာကိုပြောမှလဲဆိုတော့ ဓိကကျွန်တော်တို့လက်ရှိသွားနေတဲ့အခင်းချင်းတွေမှာပြည်သူတွေအားလုံးကမျက်စိလဲလဲနေမှာအဲမှားကြလဲမှားနေပါဘောနော်ကျွန်တော်တို့ဒီဒီအခုကျွန်တော်တို့12လပိုင်းမှာဆိုရင်12လပိုင်းမှာဆိုရှင်ထူးခြားတဲ့အခြေအနေတစ်ခုကိုရောက်လာလိုက်မယ်နော်ထူးခြားတဲ့အခြေအနေတစ်ခုကိုရောက်လာလိုက်မယ်နော်မိရလဲတားဖွင့်လို့မရဘူးအဲထူးခြားတဲ့အခြေအနေတစ်ခုကိုရောက်လာတော့မယ်ဆိုတာက အဲကျွန်တော်တို့တိုင်းရင်းသားဒေသအချို့ပြည်နယ်တွေကအဲသူတို့လွတ်မြောက်ခွင့်ပေါ့နော်သူတို့ကတရားဝင်မှုကိုကျင့်ကြမယ်အခုရခိုင်ဆိုလို့ရှိရင်အဲတိုက်ပြီးတော့မှကျင့်ကြတယ်ကျင့်ကြမယ်ပုံစံပေါ့တချို့အဲပြည်နယ်တွေကတော့အဲမတိုက်ဘဲနဲ့ကျင့်ကြမယ်ကျွန်တော်ပြောတာကိုနည်းနည်းသဘောပေါက်မယ်လို့ယူဆပါတယ်အဲကျွန်တော်တို့တိုင်းရင်းသားဒေသတွေမှာကိုပိုင်းနေမြေ ကိုပိုင်ကြီးနေတွေအဲကိုပိုင်လွတ်လပ်ခွင့်တွေတည်ထောင်ဖို့အတွက်ကိုအဒီကျွန်တော်တို့ဒီစကားဆရွေးကောက်ပွဲမတိုင်ခင်မှာအဲထူးခြားတာလေးတွေလာလိုက်မယ်เนาะဒါကျွန်တော်ကြိုပြီးတော့နည်းနည်းမဆိတ်ပို့ပေးတာเนาะအဲ့တော့ကြိုပြီးတော့မဆိတ်ပို့ပေးတာဖြစ်တဲ့အတွက် အဲကြိုပြီးတော့ message ပို့ပေးတာဖြစ်တဲ့အတွက်တချို့ကလည်းကျွန်တော်ကိုမေးကြမယ်ကျွန်တော်ဒီတော်လိုင်းအဲကြာနေတဲ့အကြောင်းချင်းတွေအဲယနေ့တော်လိုင်းကနောက်ထပ်အဲထပ်ကြနိုင်တဲ့အခြေအနေပေါ့ဒါတွေကိုကျွန်တော်တို့ကကြိုမြင်တယ်ကြိုလဲသိနေတယ်အများနဲ့ကျွန်တော်ပြောခဲ့တယ်နိုင်ငံရေးလှုပ်ကြံမှုတွေခြေထိုးမှုတွေတယောက်နဲ့တယောက်နဲ့ဖော်ခဲ့တဲ့ကိစ္စတွေဖော်မဲ့ကိစ္စတွေသူတို့အချင်းချင်းကြားမှာရှိရပြဿနာတွေတပုံကြီးလာအောင်ပါအဲ့တော့တပုံကြီးလာအောင်ပါအဲ့တော့ ကျွန်တော်တို့တချို့ကလည်းမေးတယ်အဲမင်းတို့ဘာလုပ်နေလဲပေါ့တချို့ကကြတော့လည်းပြောတယ်မင်းဘာမှမလုပ်ဘဲနဲ့ပေါ့ကျွန်တော်တို့ဘာလုပ်ချင်းမလုပ်ချင်းကျွန်တော်တို့အဲဘလို့နေထိုင်ချင်းမနေနိုင်ချင်းကအဓိကမကြဘူးပြည်သူလူထုမညံ့ဖို့တော့ကျွန်တော်တို့ကအများအားပြောကြနေရချင်းဖြစ်တယ်အဲ့တော့ဆက်ဖြစ်လာမယ့်အခြေအနေတွေဘာတွေဖြစ်မလဲကျွန်တော်တို့ရွေးကောက်ပွဲကိစ္စကိုအဲကျွန်တော်တို့ကစဉ်းစားတယ် အဲကျွန်တော်တို့သက်ဆိုင်ရာထိ ंछ ုံနေမြေတွေမှာရှိနေတဲ့ကြေးရွာတွေအားလုံးအဲ့ရွာနဲ့နှီးဆက်တဲ့လူတွေအားလုံးဒီဇင်ဘာလမှာရွေးပြီးတော့ရွေးကောက်ပွဲကိုစကားစအခုကစကားမှဖြစ်သွားပြီပေါ့စစ်ကော်မရှင်ဘာဖြစ်လို့ရွေးချယ်ပြီးလုပ်လဲဆိုရင်ကျွန်တော်တို့ဒီသတင်းကျွတ်ပြီးစီရင်တထောင်တဆောင်နိုင်ပေါ့နော်ဗမာလူစုတဆောင်နိုင်အဲစက်တင်ဘာအောက်တိုဘာနိုဝင်ဘာဒီဇင်ဘာပေါ့ဘာလေးပါလို့ခေါ်တယ်အဘာလေးပါဆိုတာမြန်မာနိုင်ငံမှာဖြစ်နေတဲ့စီရေးနိုင်ငံရေးပြည်ပခါတွေအများနဲ့ဖြစ်တဲ့လာရသည်ဖြစ်တယ် အဲ့တော့ကျွန်တော်တို့ပြောခဲ့သလိုပဲဧပြီပထမအပတ်ဒီကျွန်တော်တို့ကစောက်ကြည့်ပါဆိုတာအဲ့ဒါကိုပြောတာပါ။နောက်ပြည်သူတွေအားမငယ်ဖို့မြေပြင်ကိုတိုက်ရိုက်လှူဖို့မြေပြင်နဲ့တိုက်ရိုက်ထိတွေ့နိုင်ဖို့အမှန်တန်ရေးကြည့်ပါတယ်။ဒီအချိန်မှာပို့ပြီးတော့အရေးကြီးတယ်။2021ကထက်ပို့ပြီးအရေးကြီးတဲ့အခန်းကဏ္ဍကိုရောက်လာပြီ။အဲ့တော့ဒီဇင်ဘာလမှာဘာဖြစ်လို့ရွေးကောက်ပွဲကိုလှုပ်လဲဆိုလို့ရှိရင်ဒီဇင်ဘာလကသူတို့ရဲ့လူလူလမ်းလျှောက်ပွဲတွေအဲလူလူလမ်းလျှောက်ပွဲတွေအဲသူတို့လှုပ်မယ်။ အဲသူတို့အားစကားပွဲတွေလုပ်မယ်လူတို့ကိုစီကားအောင်လမ်းပေါ်ခေါ်တင်မယ်အဲကြော်ရကျွန်တော်လိုက်လွင့်တယ်နော်โอเคโอเคတောင်းနေပြန်ခေါ်မယ်နော်အဲ့တော့ကျွန်တော်တို့ဒီလူတို့တွေကိုလှည့်စားမှုစီမံချက်လို့ခေါ်တယ်စီရေးရောနိုင်ငံရေးရောဒါလှည့်စားမှုစီမံချက်ထဲမှာပါတဲ့ စီမံချက်နဲ့စကားစကားနေပြီးတော့ရွေးကောက်ပွဲရွေးလို့တာအဲ့လောက်အဲ့တော့ကျွန်တော်တို့ပြည်သူလူထုပြည်တွင်းမှာရှိတဲ့ပြည်သူလူထုကဘာကိုသတိထားရမလဲဆိုတော့ဘာကိုသတိထားရမလဲဆိုတော့အဲ့တော့ဘာကိုသတိထားရမလဲဆိုတော့အဓိကကျွန်တော်တို့ကလူထုစီကားတဲ့နေရာတွေကိုကျွန်တော်တို့ကမသွားဘူး ပြီးတော့အဲ့ဒီရွေးကောက်ပွဲကိုဘယ်လိုစတင်ရမလဲဆိုတဲ့ကိစ္စရွေးကောက်ရွေးကောက်ပွဲစတင်ရလွယ်လွယ်လေးအဲကျွန်တော်တို့ဒီဘက်မှာအဲတိုင်းသားတွေဘက်မှာအပြော့လိုင်းတွေအမာလိုင်းတွေတွားတာရှိတယ်အဲ့ဒီထဲမှာရှုပ်ရှုပ်ထွေးထွေးနဲ့ဖြစ်ပေါ်နေတဲ့အခြေအနေတွေလည်းရှိတယ်အဲတချို့ကတော့အမြင်ပဲအဲဟူလူတွေကတော့ဘယ်လိုဖြစ်လဲဒီလူတွေကဘယ်လိုဖြစ်လဲကျွန်တော်တို့မှာအားနည်းချက်အားသာချက်ဆိုတာရှိတယ်တချို့နေရာတွေမှာကျွန်တော်တို့ကရန်သူနှစ်ဖက်မွေးလို့မရတဲ့အခြေအနေမျိုးမှာကျွန်တော်တို့ကအလျှော်ပေးဆက်ဆံရတာရှိတယ်ဒါပေမဲ့ဒီဒီ ဒီလက်ရှိရှိနေတဲ့စနစ်ဆိုးအောက်ကကျွန်တော်တို့ယုံထွက်ဖို့ဆိုရင် ကျွန်တော်တို့စိတ်ရှိဖို့လိုတယ်ကျွန်တော်ပြောတယ်တော်လန်ရေးကတမာတိအားကောင်းတယ်စိတ်ရှိမှရမယ်ဆိုတဲ့ဟာကိုကျွန်တော်အများနဲ့ပြောလို့ရှိတယ်အဲ့တော့ကျွန်တော်တို့ဖြစ်ချင်တဲ့အရာတွေကိုလော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 နဲ့လုပ်တဲ့ကိစ္စမှာအာကျွန်တော်တို့မှားခဲ့ပြီးပါပြီအများကြီးလက်ရှိကျွန်တော်တို့ဒီ UNG အစိုးရလက်ရှိဖြစ်ပေါ်နေတဲ့အချက်တွေကဘာလဲဆိုတော့နိုင်ငံရေးတိုက်ခါမဲ့မှုနဲ့နိုင်ငံရေးကိုတိစ္ဆာမရှိမှုကြောင့် ယနေ့ကာလမှာအခက်အခဲကြက်တဲတွေကိုရောက်နေတာအဲသူတို့ရှင်မှာနိုင်ငံရေးမူနိုင်ငံရေးဆန်နိုင်ငံရေးဆန်နှုံးအတိုင်းကိုသူတို့လိုက်နာနိုင်မှုလှုပ်ဆောင်နိုင်မှုအတွက်သူတို့မှာ လုံးဝကိုအင်အားမရှိတဲ့ပြဿနာဖြစ်နေတယ်အဲ့တော့သူတို့ကကချင်ဘက်မှာလဲဆူနေလဲ KNU ဘက်မှာဆူနေလဲတချို့အဲကျွန်တော်တို့ကတော့ဒီတောင်ပိုင်းမှာနေတဲ့ခါကျတော့တောင်ပိုင်းမှာအဲတချို့ဆွဆွဲတာရှိတယ်။အဲတခိုးတွေကိုလက်သက်ခံမလားဘာလားညာလားပေါ့။အဲ့တော့ကျွန်တော်တို့က UNG နဲ့နိုင်ငံရေးအရာဆွေးနွေးတာစစ်ရေးအရာဆွေးနွေးတာမဟုတ်ဘူး။ ကျွန်တော်တို့က MOD မှာရှိနေတဲ့ PDF တွေနဲ့ PDF ခေါင်းဆောင်ဘိုင်းတွေနဲ့စစ်ရေးရဆွေးနေတာနိုင်ငံရေးဆွေးနေတာမဟုတ်ဘူးကျွန်တော်တို့ကစစ်ရေးနဲ့နိုင်ငံရေးကိုတချို့ရောချနေကြတယ်ကျွန်တော်တို့တွေ့ရတယ်အဲ့တော့စစ်ရေးဆိုတာဘယ်လိုဟာလဲနိုင်ငံရေးဆိုတာဘယ်လိုဟာလဲဆိုတော့လေကျွန်တော်တို့ပြည်သူတွေကထိုက်တဲ့လောက်နားလဲတိထားဖို့တော့လိုအပ်တယ်လို့ကျွန်တော်အနေနဲ့ပြောချင်တယ်အဲ့တော့ပြည်သူသားအဓိကဆိုတာဘာကြောက်ပြောရတယ်ဆိုတော့ဒီစကားဆရဲ့ရွေးကောက်ပွဲပြီးသွားရင်စကားဆရဲ့ရွေးကောက်ပွဲကိုမဖြစ်မနေလောက်ပါဘာလို့ဆိုတော့သူကဒီဇင်ဘာကာလမှာ အကြောင်းပိတ်ရာတီရောက်မဲ့ချိန်အားစကားပွဲတွေစာတင်ကြောင်းတွေမှာအားစကားပွဲတွေလုပ်မယ်လမ်းပေါ်မှာလူလူလမ်းလျှောက်ပွဲတွေလုပ်မယ်ရက်ွက်ထဲမှာစီကောင်းအောင်လုပ်မယ်အဲ့တော့အဲ့ဒီကိစ္စတွေကိုသူကရွေးချယ်ပြီးတော့လုပ်နေတဲ့ပြဿနာတွေဆိုတော့ကျွန်တော်တို့ပြည်သူလူထုကလည်းမအားဖို့အရေးကြီးတယ်ကျွန်တော်တို့တွေကအကြောက်တရားတွေနဲ့တအိမ်တယောက်မဖြစ်မနေရထွက်ရမယ်တအိမ်တယောက်မဖြစ်မနေသွားရမယ်ဆိုတဲ့ကိစ္စကြီးပေါ်လာပြီးဆိုရင်ကျွန်တော်တို့မှရွေးချယ်မှုခက်ခဲအောင် စကားစားပါကလုံထားတာဖြစ်တယ်။အဲ့တော့ကျွန်တော်တို့ကမြန်မာနိုင်ငံမှာရှိနေတဲ့ထောင်ပေါင်း58000ရှိတယ်။58000ထောင်မှာကျွန်တော်တို့လူကြီးစန့်ဝင်ဥကြီးကအဲကျွန်တော်တို့3သိန်း2000လောက်ပဲစန့်လို့ရတယ်။အဲ3သိန်း2000ဆိုတော့အပြေဝါစန့်လို့မရနေရမျိုးတချို့အင်းစိန်ထောင်ဆိုလို့ရှိရင်အဲ1000လောက်ပေါ့နော်။အခုလောက်ဆို1000လောက်ထိထားတယ်။အမှန်မှန်စန့်ဝင်ဥကြီးက9000ကျော်ပဲ။ အဲ့ကာကြီးထောင်မြန်မာနိုင်ငံကဘိုးအောက်ပမာပြီးဘိုးအချင်းထောင်ဘိုးအချင်းထောင်မှာ9000နဲ့800လောက်ပဲလက်ခံတဲ့ထောင်မှာ10000လောက်ထားလာတယ်အဲ့တော့ကျွန်တော်တို့ကဒီလိုဘိုးထောင်မှာတောင်မှဟိုတောင်းနဲ့ချီပြီးတော့ကြော်ပြီးတော့ထားတယ်ဆိုတော့ကျွန်တော်တို့ပြန်စဉ်းစားအမှာက98000ဆိုလို့ရှိရင်ကျွန်တော်တို့က9သိန်းပဲထားအောင်မြန်မာနိုင်ငံမှာလူကြီးတသန်းလောက်မဆန့်ပါဘူးအဲ့တော့ပြည်သူလူထုကလည်းရဲရဲရင်းရင်းနဲ့ရင်ဆိုင်တက်ဖို့တော့အမှန်တန်ရေးကြည့်တယ် တမိုင်းတရခံဆိုတာကစကားဆားရဲ့ရွေးကောက်ပွဲအဓိကဖြစ်နေတယ်ဒါကိုကျွန်တော်တို့နားလည်ဖို့လိုတယ်အခုလက်ရှိပြောချင်တာကအဲတောင်ပိုင်းမှာဖြစ်နေတဲ့ပြဿနာတွေအကုန်လုံးကစီးရေးနိုင်ငံရေးကိုကျွန်တော်တို့ကခွဲခြားသိမြင်တတ်ဖို့လိုတယ်အဲကျွန်တော်တို့မှာအစစ်အစစ်မဖြစ်သေးတဲ့အချိန်မှာကျွန်တော်တို့မှာရန်သူနှစ်ပေါင်း80အဲကျွန်တော်တို့ကိုအုတ်ချုပ်လာတဲ့ဂျန်သူကညီမျိုးစုံပြည့်ရဲ့မျိုးစုံတန်တမာမျိုးစုံနဲ့ထိုးနေတာရှိတယ်။အဲတော့ကျွန်တော်တို့အဓိကက အဲဒီလက်ရှိတွားနေတဲ့စစ်ရေးနိုင်ငံရေးကိုတချို့ကကျွန်တော်မေးတာတွေအများကြီးမေးတယ်ဒါတွေဘယ်လိုဖြစ်သွားတာလဲ BGA တွေ PC တွေအဲ DGB တွေကဘယ်လိုဖြစ်လို့ပေါင်းသွားတာလဲကျွန်တော်ပြောပြမယ်တာဝန်ခံအဆင့်နဲ့အုပ်ချုပ်သူအဆင့်ဆိုတာတော့နားလည်ဖို့လိုတယ်တာဝန်ခံအဆင့်လောက်နဲ့လက်မှတ်ထိုးလိုက်တဲ့ကိစ္စမှာအဲကျွန်တော်တို့ကဆုံးမပြောသလိုဟိုရက်ွက်တစ်ခုမှာဗျာဟိုယာယီမှုကလက်မှတ်ထိုးလိုက်တဲ့ကိစ္စကဥက္ကရာမပြီးဘူးဗျဥက္ကရာမှာညှိမှိုင်ခွင့်ရှိတယ်ဥက္ကရာကလက်မှတ်ထိုးလိုက်ရင်လည်း ယာယီမှုကလိုက်နာเสียမှာမလို့အဲကျွန်တော်ပြောတဲ့အကြံအပြင်းပေါ့နော်ဆွမ်းကပြောသလိုယာယီမှုအစ်စ်လောက်ကလက်မှတ်ထိုးလိုက်တဲ့ကိစ္စကိုကျွန်တော်တို့ဥက္ကရာတိသွားပြီးဆဲနေတဲ့လူတွေရှိတယ်။ဒါကိုကျွန်တော်တို့နားလည်ဖို့လိုတယ်။ယာယီမှုနဲ့ဥက္ကရာဆိုတာကိုလည်းခွဲတတ်ဖို့လိုတယ်။ဒါလို့ဆိုတော့ကျွန်တော်တို့ကယာယီမှုသဘောတူလိုက်တဲ့ကိစ္စကိုဒါအခုကကယာယီမှုသဘောတူတာမဟုတ်ဆယ်အင်ကောင်းသဘောတူတဲ့အဆင်ပဲရှိတယ်။ စိန်ကောင်းသဘောတူလိုက်တဲ့ကိစ္စကိုရိုင်းမှုကဥက္ကဋ္ဌကရောညှင်းပိုင်ဝင်ရှိတယ်။ဒါကိုကျွန်တော်တို့ကရေဘူးအားဖြင့်အကြမ်းမြင့်နိုင်ငံရေးအရာရောစီရေးအရာရောသိဖို့လိုတယ်။ကျွန်တော်တို့လက်ရှိဖြစ်နေတဲ့စီရေးပဋိပက္ခနိုင်ငံရေးပဋိပက္ခနိုင်ငံရေးပဋိပက္ခကနေပြီးတော့တော်လန်ရေးအဆင့်ရေချိန်မြင့်လာပြီးတော့စီရေးပဋိပက္ခအခြေအနေတွေကိုရောက်လာပြီ။အဲ့တော့တော်လန်ရေးနိုင်ငံရေးစီရေးပဋိပက္ခဖြစ်နေတဲ့၃မျိုး၃မျိုးပေါ့နော်၃ပွင့်ဆိုင်ပေါ့စီရေးရဲ့နိုင်ငံရေးရဲ့တော်လန်ရေးရဲ့ စီးရေးနဲ့နိုင်ငံရေးနဲ့တော်လှန်ရေးဆိုတာလည်းမတူညီပါဘူး။เนาะမတူညီပါဘူး။တော်လှန်ရေးဆိုတာကအထိပ္ပယ်ရှိတယ်။စီးရေးဆိုတာကအထိပ္ပယ်ရှိတယ်။အထိပ္ပယ်ကမတူဘူး။စီးရေးဆိုတဲ့နေရာမှာငင်းငယ်ရေးယူလို့ရတယ်။တော်လှန်ရေးဆိုတဲ့နေရာမှာငင်းငယ်ရေးယူလို့မရဘူး။ကျွန်တော်တို့ကတော်လှန်ရေးလုပ်နေတာလားစီးရေးလုပ်နေတာလား။ဟာစစ်တိုက်နေတာပဲဆိုတာစီးရေးလို့တွက်လို့မရဘူး။ကျွန်တော်တို့က ပြည်သူလူထုအလုံးစုံစနစ်စိုးအောက်ကလွတ်မြောက်ဖို့အတွက်စစ်အာဏာရှင်စနစ်ဆောင်ရပြောလို့2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုကျွန်တော်တို့မကြိုက်ဘူးမကြိုက်လို့ရှိရင်ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲစကားစကားပဲလှုပ်ပေးလှုပ်ပေး NUG ကပဲလှုပ်ပေးလှုပ်ပေးစစ်မှန်တဲ့မူတော့ရှိရမယ်စစ်မှန်တဲ့မူတော့ရှိရမယ်ကျွန်တော်တို့ပြည်သူလူထုကလည်းအဲ့တော့ဒီကျွန်တော်တို့ကလည်းဒီအဲ့ဒီမူတွေကိုနားလည်မှသာလည်း ကျွန်တော်တို့ကတိမှသာလဲကျွန်တော်တို့ကဝေဖန်အပြစ်တင်ဆောလို့ရမယ်အဲကျွန်တော်ပြည်သူလူထုကိုအဲကျွန်တော်တို့ကစကားပြောတဲ့နေရာမှာအဲဘာဖြစ်လို့ထိမ်းပြီးပြောနေတာလဲတချို့ကတကြတော့ကျွန်တော်တို့ပြောတခိုးမအကြောင်းပေါ်ပါလားလို့ဟိုဟိုအကြောင်းပေါ်ပါလားကျွန်တော်ဟိုအောက်မှာကျွန်တော်အမြဲတမ်းပိတ်ခံရတယ်နော်ကျွန်တော်ဗမာလူနန်းနန်းအောင်အောက်မှာအမြဲတမ်းပိတ်ခံရတယ်ဘာလို့ပိတ်ခံရလဲဆိုတော့ကျွန်တော်နန်းနန်းအောင်ဆိုတဲ့နာမည်နဲ့ Facebook မှာတော့မှာ တောင်တောင်စာရေးလို့မရဘူးကျွန်တော်ဟိုဘက်ကအကောင့်အကြီး6လပိတ်ခံထားတဲ့အကောင့်အကြီးဆိုအဲ့ဒီထဲမှာ UNG မှာရော NLD မှာရောနိုင်ငံတကာမှာရောစာပေဂီတမှာအကုန်လုံးတကယ်ကိုလူပုဂ္ဂိုလ်တွေအများကြီးပါ6လပိတ်ခံရတယ်ဘာကြောင့်လဲဆိုတော့အမှန်တရားကိုပြောရင်ဒီနိုင်ငံမှာပြောလို့မရဘူးအမှန်တရားကိုပြောရင်ဒီနိုင်ငံမှာကြောက်နေရတယ်ဒီဘက်မှာရှိတဲ့လူတွေကလည်းမဲဆောက်လောက်ကနေပြီးတော့ဟိုလိုလှုပ်လိုက်ပါလားဒီလိုလှုပ်လိုက်ပါလားခင်ဗျားတို့ပြောကြတယ် ကျွန်တော်တခါကျစဉ်းစားတယ်ခင်ဗျားတို့မူဝါဒတွေရေးဆွဲတယ်အဲအဲ့တော့တခါတကျရင်ခင်ဗျားတို့ဒီပြည်ပမှာနေပြီးတော့တော်လန်ရေးမှာယနေ့တော်လန်ရေးကိုကြည်နေပေါ်ပူလာဖြစ်ချင်တဲ့လူကများတယ်ဗျအာဟိုအကြောင်းတရားအခြေအနေတခုကိုသိချာမသုံးတတ်ဘူးအဲ့တော့ဟိုဟိုကိစ္စတခုကမပြီးသေးဘူးဖြစ်ချင်တဲ့စိတ်ကများနေတယ်အပြစ်တင်စောကြတယ်ပေါ့ကျွန်တော်တို့ကဖားစရာလည်းအကြောင်းမရှိဘူးကာစရာလည်းအကြောင်းမရှိဘူး ကျွန်တော်တို့သွားရမယ့်ရန်သူကမိမလို့မိမရမိမကြင့်မိမကြံဟာလားနှစ်ပေါင်း80လောက်ကျွန်တော်တို့အပေါ်မှာနီးမျိုးစုံနဲ့ကလင်ကကြစ်ကြပြီးတော့လှုပ်ချင်တိုင်းလှုပ်ခဲ့တဲ့လူတွေလေဒီဟာတွေကိုကျွန်တော်တို့ကတက်တက်ကြီးသွားတို့ရင်အပြော့ကိုအပြော့နဲ့တိုက်လို့မရဘူးလုံသွားတယ်အပြော့ကိုအမာနဲ့တိုက်ရတယ်အမာကအပြော့နဲ့တိုက်ရတယ်အဲ့ဒီဥစ္စာကစီးရေးနိုင်ငံကြီးမှာတုံးရတဲ့မဟာဗျူဟာကြကြစဉ်းစားတွေးခေါ်ရတဲ့ ုံးလုံးရတဲ့အသုံးလုံးပြည့်တယ်ဒါအိုကျွန်တော်တို့မိဘပြည်သူတွေထိုက်တင်လာတော့နားလည်တာဘူးတော့လို့တယ်ကျွန်တော်ပြောချင်တယ်တခိုးတွေရဲ့အကြောင်းကိုကျွန်တော်စာပြောခဲ့ပြီးပြီအဲပြီးတော့ဟိုအုပ်ချုပ်မှုရန်တရားမှန်မှန်ကန်တဲ့လူတွေကိုကျွန်တော်ပြောခဲ့ပြီးသွားပြီကျွန်တော်မှပြောစရာကကျွန်တော်တို့ရဲ့တိုင်းသားပြည်သူလူထုပဲရှိတယ်ပြည်သူလူထုတွေသဘောပေါက်နားလည်လွယ်မဲ့စကားကိုပဲကျွန်တော်ရွေးပြောမယ်အဲနောက်ဆိုရှင်ကျွန်တော်ဥပမေဥပမာရတယ်ပြောပြမယ်အဲတော့ယနေ့တော်လန်ရေးဘယ်အဆင့်ထိရောက်ပြီလဲစကားစပတ်ကနေရွေးကောက်ပွဲပြီးသွားရင် တချို့တဝက်တော့လူတွေအဲတွားနိုင်တယ်စကားစအောက်တွားနိုင်တယ်ကျွန်တော်ကိုပင်လဲလွန်ခဲ့သော2လလောက်ကတော့စကားစရွေးကောက်ပွဲမလုပ်ခင်ကပင်ကျွန်တော်ကိုအဲပြည်တွင်းကိုပြန်ဝင်ပြီးတော့အဲပူပေါင်းဆောင်ရွက်ပြီးအကြံဉာဏ်ပေးဖို့အတွက်ကိုကျွန်တော်နှိုးဆော်တယ်ကျွန်တော်တော့ပြောလိုက်ပါတယ်စဉ်းစားအောင်မယ်လို့ပြီးတော့ ျွန်တော်တို့ကသွားနေတာလူလူရဲ့စာနာနဲ့အညီသွားနေတာကျွန်တော်တို့ဒီအချိန်မှာလူလူကအဲစကားစားနဲ့ပူပေါင်းမှာဆောစကားစကားစားစကားမပါဗျာအခုစကားမပါစစ်ကောမရှင်စစ်ကောမရှင်ကနေပြီးအစိုးရတရက်ဖြစ်သွားလို့ရှိလို့ရှင်ငင်းငင်းရေယူကြပါဆိုစိတ်ဝင်လာဘူးဘယ်တော့အခါမှစစ်မှန်သောငင်းငင်းရေဖြစ်လာမှာမဟုတ်ဘူးအဲ့ဒါဘာလို့ဆိုတော့2008ဖွဲ့စည်းပုံအခြေခံဥပဒေရှိနေသမျှကာလနော်နှောင်းချစ်ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကိုရှိနေသမျှကာလပတ်လုံးအဲ့နှောင်းချစ်ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကသွားနေသမျှကာလပတ်လုံးကျွန်တော်တို့နိုင်ငံဘရောမှာ လူရဝင်မှာမဟုတ်ဘူး။ဒါဆိုတော့ဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေသည်တရုတ်စိတ်ကြိုက်ရွေးဆွဲခဲ့တဲ့ဥပဒေဖြစ်တဲ့အဲဒီဥပဒေသည်တက်လာသမျှအစိုးရလှုပ်ချိန်တိုင်းလှုပ်လို့ရတဲ့မူဝါဒတွေပါတယ်။တိချာလေးလာဖို့တော့လိုတယ်ကျွန်တော်အားရအားလို့ကျွန်တော်ဥပဒေအကြောင်းအရာနဲ့ချက်လက်တွေပြောပါမယ်အဲနောက်နောက်ကျွန်တော် light လွင့်တဲ့အခါကျရင်ရွေးကောက်ပွဲကိုဘယ်လိုနီးနဲ့တိုက်ဖြတ်ရမလဲဆိုတဲ့ကိစ္စကိုကျွန်တော်ပြောပါမယ်အဲကျွန်တော်ရွေးကောက်ပွဲကိုနီးမျိုးစုံနဲ့တိုက်ခိုက်တဲ့နေရာမှာကျွန်တော်တို့ကအဲငိမ့်ညမ်းစွာ okay ဟုတ်ပြီအဲ့ဒီကျရင်တရွာနဲ့တရွာကိုမသွားဘူးကွာ ငါတို့ရွာတဲ့ကနေရွာပြင်းမထွက်ဘူးကွာနော် PTS တွေကလည်းဒီလိုပဲငါတို့ကတော့ဟိုတရားနဲ့တရားကိုရွာတွေကိုမထွက်ခိုင်းဘူးကွာရွာတွေကိုတလားတော့မင်းရွာလည်းငါမလာဘူးငါရွာလည်းမင်းမလာနဲ့ဟိုဒါတပတ်လောက်ပေါ့ကွာအဲရွေးကောက်ပွဲကာလာတပတ်လောက်ကိုလူလူကအတန်တိတ်တပိတ်တွေလောက်ပါမယ်လိုအပ်လို့ရှိရင်လမ်းတွေဝလုံးတွေနဲ့ပိတ်တဲ့ပိတ်မယ်တပ်ပင်းတွေလဲတဲ့လဲမယ်လမ်းတွေမှာလူသွားလို့မရအောင်ကျွန်တော်တို့လုံးတဲ့လောက်ပါမယ်ကျွန်တော်တို့မှာလမ်းနဲ့မဲ့ဆန္ဒပြပိုင်ဝင်ရှိတယ်ကျွန်တော်တို့စာတန်းတွေရေးဆွဲတဲ့ရေးဆွဲရမယ် ဒါကကျွန်တော်တို့ရဲ့လောက်ခမဲ့အစင်တန်းအဲ့တော့ပြည်တွင်းမှာရှိတဲ့လူတွေကစကားစကားဒီဇင်ဘာလမှပါဘာလို့ရွေးကောက်ပွဲလုပ်တာလဲဆိုရင်ပျော်ပွဲရှင်ပွဲတွေနဲ့အတူကျွန်တော်တို့ပြည်သူလူထုအပြစ်မဲ့တဲ့ပြည်သူလူထုကိုလမ်းပေါ်ဆွဲခေါ်ပြီးရုံးရင်းဆန်ကားဖြစ်အောင်လို့တမင်တသက်ဖန်တီးပြီးတော့လုပ်မဲ့ရွေးကောက်ပွဲဖြစ်တယ်။ဒါကိုကျွန်တော်တို့နားလည်ဖို့လိုတယ်။နော်အဲ့တော့အားလုံးကိုကျေးဇူးတင်တယ်။တခိုးတွေကိုလည်းသတိပေးမယ်။မင်းတို့လိန်နာတွေရက်ပါကျေးဇူးပြုပြီးတော့ ပြည်သူလူထုအားနာပါပြည်တွင်းကလူတွေထမင်းငက်နေကြပြီမိသားစု၃ယောက်ရှိတဲ့အိမ်ကတလောက်၅သိန်းလောက်တော့မှမလောက်ချင်ကြဘူးပြည်ပမှာရှိနေတဲ့ကျွန်တော်တို့ရဲ့ဝေဝဲကြုံနေပဲပြောရမှာပေါ့ဗျာကျွန်တော်တို့မိကောင်းဖခင်သားသမီးတွေပြည်ပမှာသူများအလုပ်လုပ်ပြီးတော့ချွေးနဲ့စားတဲ့နဲ့လှူဒန်းနေတဲ့ပတ်စံတွေကိုမိမိကြီးထိုင်စားနေတဲ့လူတွေကိုလည်းသတိပေးခြင်းလဲမင်းတို့မရှက်ဘူးလားလို့เนาะအဲ့တော့လက်လေး၃ချောင်းလုံးကြီးထောင်လိုက်အရေးတော်ပုံအောင်အမ်းမီအော်လိုက်ကိုပြောချင်တာတွေပြောလိုက် ဟိုမူရီပေးတယ်ပြောလိုက်ပြည်သူလူထုကိုမျှော်လင့်ချက်အမှားတွေပေးလိုက်တဲ့ကိစ္စကိုရတန်းရပါကျေးဇူးပြုပြီးတော့ပြီးတော့ပြည်ထဲမှာရှိနေတဲ့ကျွန်တော်တို့ရဲ့တက်ကြွလှုပ်ရှားသူတွေနိုင်ငံရေးသမားတွေအဲကျွန်တော်တို့ကျွန်တော်တို့ဒီနော်ဒီ NLD အစိုးရလက်ထက် NLD ခေတ်တစ်ခေတ်မှာကျွန်တော်တို့ကပုံကူအညိုတေးပါတီအညိုတေးတွေနဲ့ဖြစ်ခဲ့တဲ့ပြဿနာတွေမှာဒါကပြည်သူလူထုနဲ့မဆိုင်ဘူးဆိုတာကိုကျွန်တော်အရင်ဆုံးပြောချင်တယ်အဲ့ဒီတက်ပတ်သက်ပြီးတော့ကျွန်တော်တို့ကစာခါစာဘက်ကို အတိုင်းပြည်ကတော့ပြည့်စည်တော့မှာပဲငါတို့ကဒီလိုကယ်မရမယ်ဆိုတော့လူဘိန်းအတွေးတွေမတွေးဘူးလေမြေတားရက်ခံတယ်အကျေးဇူးပြုပြီးတော့ခမရတို့ရဲ့လောက်ရက်တွေကဒါတမိုင်းသက်တွေကဒီချိန်မှာတော်လန်ရေးအဆဆိုတာကိုမှတ်ထားပါနော်အဲ့တော့ဘာသာမတူ လူမျိုးမတူတဲ့လူတွေလည်းအဲကိုကိုကိုပြန်ပြီးတော့တုံ့တန်ကြပါငါတို့ကဘာအတွက်အသက်ရှင်နေတာလဲဆိုတာကျွန်တော်တို့မှာဂုံတိတ်ခါရှိတယ်ကျွန်တော်တို့မှာလူကုံတိတ်ခိတ်တိတ်ခါရှိတယ်ကျွန်တော်တို့လူကုံတိတ်ခါဆိုတဲ့နေရာမှာ ကျွန်တော်တို့တိုင်းပြည်တပြည်ရဲ့လူကုန်တိတ်ခါကကမ္ဘာအလယ်မှာဘလောက်ထိမျက်နှာငယ်နေရလဲဆိုတာကိုပြည်ပကလူတွေပူတည်တယ်။ပြည်ပမှာနေနေတဲ့အခုလက်ရှိထိုင်းတို့မလေးရှားတို့စင်ကာပူတို့ဟာလားတောင်ကိုရီးယားတို့ဟောလားဂျပန်တို့မှာရှိနေတဲ့လူတွေပူတည်တယ်။သူများမလုချင်တဲ့အလုပ်တွေကျွန်တော်တို့လုပ်နေရတယ်။ကျွန်တော်တို့ရဲ့ညီကိုမောင်မတွေလူကုန်တိတ်ခါတွေရောင်းစားခံနေရတယ်။အဲတော့လူကုန်တိတ်ခါတွေကိုငဲကြပါမင်းတို့တခိုးတွေအုပ်စုရအောင်ပြည်ပမှာရှိတဲ့စားကားစားနဲ့ပေါင်းပြီးရွေးကောက်ပွဲဝင်မဲ့လူတွေပေါ့ကျွန်တော်အနေနဲ့ အသတိပေးပြောချခြင်းလေကျွန်တော်တို့ကတမိုင်းရေးနေတာအမှန်တရားကိုရှာနေတာအမှန်တရားဆိုတာငွေနဲ့ပေးလို့မရဘူးပြည်သူလူထုကဆုံးဖြတ်မှရတာပြည်သူလူထုကလည်းမညံ့ကြဘူးပြည်သူလူထုကလည်းလေးလာကြဘူးကျွန်တော်အနေနဲ့တိုက်တွန်းခြင်းလေအဲဟိုလူတွေကလိုက်ပြောလိုက်တယ်ဘာလို့ပြောလို့ပြောမှမသိဒီလူတွေကပြောလိုက်တယ်ဘာနားတွေလိုက်ရောင်ပြီးတော့ပြောနေတဲ့စကားတွေလည်းရက်ကြပါနော်ခင်ဗျားတို့တိတ်ပြီးတော့အဲနိုင်ငံရေးမှာဆရာကြတယ်ဆိုရင်ကျွန်တော်ဆွေးနွေးခြင်းလေလူတိုင်းကိုဖိတ်ခေါ်ပါတယ် အဲ Facebook မှာ10လီလာ17လီလာနော်အားလုံးဖိတ်ခေါ်တယ်တိတ်ပြီးတော့နိုင်ငံရေးရတိတ်နားလဲတယ်ဥပဒေရတိတ်ပြတ်သားတယ်ဆိုရင်ကျွန်တော်တခွန်းချင်းစီမေးချင်တယ်နော်အဲ့တော့ဟိုကျွန်တော်တို့ပြည်သူလူထုကလည်းမြန်မာနိုင်ငံကဟိုဘယ်လိုပြောလဲစိတ်ပန်းဖြေဖို့လူမှုကွန်ရက်စာမျက်နှာတွေတုံးကြတယ်ပြည်တွင်းမှာနေတဲ့လူတွေကစိတ်ပန်းဖြေဖို့ဟာတာအပေါ်ကားကြီးကြတယ်ကျွန်တော်တို့နိုင်ငံက တဖြည်းဖြည်းနဲ့စိတ်ပန်းဖြစ်ရင်စိတ်ထွက်ပေါက်တွေအဖြေရှာရင်လည်းစောက်ပိုးတွေဖြစ်နေတာကိုကိုမသိကြဘူးနော်ကျွန်တော်မြန်မာကားတွေလိုက်ကြည့်လိုက်နောက်ပိုင်းမှာစောက်ပိုးကားတွေများလာတယ်လို့ပဲ Facebook မှာလည်းစောက်ပိုးတွေများလာတယ်ကိုထင်တာကိုပြောကျင်တဲ့ကောင်လေးဟိုလူစောက်ပြစ်တယ်ဒီလူစောက်ပြစ်တယ်ကိုကြည့်တော့ဗမာနေနေလဲဆိုရင်မဲစောက်တို့ချင်းမိုင်တို့ဟာလားအမေရိကတို့အော်စီတို့မှာနေပြီးတော့ကိုထင်တာကိုပြောကိုလှုပ်ချင်တာကိုလို့မြေပြင်မှာဟိုရဲဘော်ကတော့အလှခံရဖို့အတွက်ဟိုဟုတ်ရင်လည်းဟုတ်တာလည်းပါရင်ပါမယ်မဟုတ်တာလည်းပါရင်ပါမယ် သူရဲ့စိတ်ခံစားချက်တွေလည်းရှိချင်ရှိမယ်ပေါ့နော်အဲ့တော့အဲ့ဒါတွေကိုကောက်ယူပြီးတော့ဟိုလူအပြစ်တင်ဒီလူအပြစ်တင်တဲ့ကိစ္စတွေကိုရက်လိုက်ပါနော်အချိန်တိုင်းဖားနေငါနဲ့အကွဲလာမှာအားလုံးကိုကျေးဇူးတင်တယ်အဲကျွန်တော်ဒီညကတော့ဒီလောက်ပါပဲနော်စိတ်ထဲမှာနည်းနည်းလေးလေးအဲပေါက်လာတဲ့အခါကျတော့ကျွန်တော်တို့ကပြောရတာအဲတခါတည်း